အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble Lovia ဒီဗီဒီယိုမှာတော့ကျွန်တော်တကင်ရှင်တို့ကို PUBG Mobile Audio and Haptic Push Notification Setting နဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ် Account Setting Control Graphic Customize Button Sensitivity Setting Pickup Setting Crosshair Effect Setting ဒီ setting တွေနဲ့ပတ်သက်ပြီးမှာဗီဒီယိုမကြည့်ရသေးဘူးဆိုရင်ကျွန်တော်ဗီဒီယိုအသေးစိတ်တင်ပေးပြီးသွားပြီဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ဖို့ပြောလိုပါတယ် Audio and Haptic မှာကြည့်မယ်ဆိုရင်ပထမတစ်ခုကတော့ SFS Quality ဒီကောင်ကလိုးမှာတော့မထားပါနဲ့ High to Ultra လုံးမှာထားပါ အဲ့ထွားမှထားရဆိုရင်တော့ game နဲ့ရအတန်နဲ့ပို့ပြီးမှပေါ့ရကောင်းကောင်းကြားရမှာဖြစ်ပါတယ်ဒါပေမဲ့ဖုန်းကပူတာမျိုးရှိပါတယ်အကောင်းဆုံးကတော့ high မှာထားတာအကောင်းဆုံးပဲဖြစ်ပါတယ် SFX quality ကိုကြည့်ရမယ်ဆိုရင်တော့ game နဲ့မှာတွေ့မြင်ရတဲ့အတန်တွေကိုပြောတာဖြစ်ပါတယ်အောက်မှာကြည့်ရမယ်ဆိုရင် volume controller ရ master ကိုကြည့်ရမယ်ဆိုရင်တော့ game တစ်ခုလုံးမှာတွေ့မြင်ရတဲ့အတန်တွေကိုပြောတာဖြစ်ပါတယ်ဒီကောင်ကလုံးဝအောက်ဆုံးပေါ့ရ0မှာထားလိုက်တယ်ဆိုရင် game နဲ့မှာအတန်လုံးဝပျောက်သွားမှာဖြစ်ပါတယ်တနက်ပြတန်နေကားမောင်းတန်နေရန်သူရဲ့ခြေတန်နေပါတယ်အကုန်လုံးပေါ့ရ game တစ်ခုလုံးရဲ့အတန်ကပျောက်သွားမှာဖြစ်ပါတယ်ဒီကောင်ကတကယ်ကျွန်တော်ဘယ်လောက်ထားခြင်းလဲပေါ့ရဒီမှာ line မှာ set လုပ် လို့ရတာမျိုးရှိပါတယ်ကျွန်တော်ကတော့အမြင့်ဆုံးမှာထားလိုက်ပါမယ် SFX နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ game နဲ့အတန်နေပေါ်ရဥမာပြောရမယ်ဆိုရင်ရန်သူရဲ့ခြေတံနဲ့ပတ်သက်ပြီးပြောရမလားဒီရဲ့ vehicle အတန်နေနဲ့ပတ်သက်ပြီးပြောရမလားတနက်တန်နေနဲ့ပတ်သက်ပြီးပြောရမလားအဆရှိသဖြင့်ဒီကောင်တွေက SFX ပဲဖြစ်ပါတယ်ဒီကောင်အမြင့်ဆုံးမှာထားပေးဖို့ကျွန်တော်ပြောလို့ပါတယ်နောက်တစ်ခုကတော့ fire and ပေါ်ပြတနက်ပြတဲ့အတန်နေတကယ်ကျဘလောက်ကြားခြင်းလဲပေါ်ရဒီကောင် line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်ကိုကဒီကောင်ကတူတူလေးထားရတယ်ဆိုရင်တော့ကိုတနက်ပြတဲ့အခါတနက်တန်ကတူတူလေးကြားရမှာဖြစ်ပါတယ်ရန်သူကတနက်ပြတဲ့အခါလည်းအတနက်တန်ကတူတူလေးကြားရမှာဖြစ်ပါတယ်ဒါကြောင့်ပေါ်ပြဒီကောင်ကတော့တကယ်ကျဘလောက်အနေထားမှာကြာ ုက်လေအဲ့အနေထားမှာကျော် set လုပ်ဖို့ကျွန်တော်ပြောလိုပါတယ်ဗျာနောက်တစ်ခုတော့ vehicle နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်ဒီကောင်းလည်းသဘောတရားထူထူပဲဖြစ်ပါတယ် motor engine တွေပါတယ်ပေါ့ဗျာတကယ်ကျွန်တော်မောင်းတဲ့အခါအတန်ဘလောက်ကြားချင်းလဲပေါ့ဗျာအလောက်မှာ set လုပ်ပါရန်သူရဲ့ကားတစ်နေမှာတွားရင်းမှလည်းအချိုးတက်ရောက်မှုမျိုးရှိပါတယ်ကိုက vehicle အတန်ပေါ့ဗျာလုံးဝနည်းနည်းပဲထားထားတယ်ဆိုရင်ရန်သူကားတွေပါတယ် motor engine တွေပါတယ်လာတယ်ဆိုရင်တကယ်ကျွန်တော်အတန်တူတူပဲရှားရမှာဖြစ်ပါတယ်ဒါလည်းတကယ်ကျွန်တော်ဘလောက်လိုချင်လဲပေါ့ဗျာအပေါ်မှာ multi မှာ set လုပ်လို့ရတာမျိုးရှိပါတယ်ငွားတော့လောလောဆယ်အပြည့်မှာပဲ set လုပ်လိုက်ပါမယ်နောက်တစ်ခုကတော့ UI ပေါ့ဗျာ game ထဲမှာတကယ်ကျွန်တော်တစ်ခုနဲ့တစ်ခုပေါ့ဗျာဒီလိုပုံစံဝင်တဲ့အခါအတန်တွေပါတယ်ရှားရ ာမျိုးရှိပါတယ်ဒီကောင်တွေကိုတငငချင်းတော့ဘလောက်ထားခြင်းလဲပေါ့ရဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်လုံးဝဖျောက်ခြင်းလဲဆိုတော့ဒီကောင်ဇီရိုမှာထားလိုက်ရပါတယ်ဒီက box တင်ရနေပေါ့ရဒီအပြန်အကွက်ကိုထုတ်လိုက်လေရပါတယ်ဒီလိုပုံစံပေါ့ရဒါဆိုလုံးဝကျော်ပျောက်သွားပြီဖြစ်ပါတယ်ဒီအသံတွေကြားရမှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ background music ပေါ့ရ game ရဲ့နောက်ခံအသံတွေတငငချင်းတော့မကြားခြင်းဘူးဆိုရင်တော့ဒီမှာ line မှာတငငချင်းဖျောက်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ quick chat ပေါ့ရ game မှာကြည့်ရမယ်ဆိုရင်ဒီက quick chat feature တွေ့မိရတာမျိုးရှိပါတယ်ဒီကောင်ကတငငချင်းအသံဘလောက်ထားခြင်းလဲပေါ့ရဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ microphone ပေါ့ဗျာကိုပြောလိုက်တဲ့အသံ င်ကိုကိုယ့်ရဲ့ teammate ပေါ်ပြကိုယ့်တငယ်ချင်းတွေအလောက်ကောင်းကောင်းမကြားရအောင်ဆိုရင်တော့ဒီက microphone line မှာအပြည့်တင်ပေးပါနောက်ဆုံးကိုပြောလိုက်တဲ့အတန်ကကိုယ့်ရဲ့ teammate တငယ်ချင်းတွေစီမှာအတန်တော်တော်လေးကိုကျေနေတယ်ဆိုရင်တော့ဒီကောင်း line မှာတငယ်ချင်းတို့ show ပေးရမှာဖြစ်ပါတယ်ဒါတငယ်ချင်းတို့ blog set လုပ်ခြင်းလဲပေါ်ပြတငယ်ချင်းတို့ပုံမှာ multi data မျိုးရှိပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုရင်တော့ speaker တော့ပေါ်ပြတငယ်ချင်းတွေပြောလိုက်တဲ့အတန်ကကိုကတအားကြီးကြီးကြီးကြားရတယ်တအားကြီးတူတူလေးကြားနေရတယ်ဆိုရင်တော့ဒီကောင်း line မှာ adjust လုပ်လို့ရတာမျိုးရှိပါတယ်တူတူပဲကြားရတယ်ဆိုရင်တော့တငယ်ချင်းတို့ရဲ့ speaker ကိုမြင့်ပေးပါတငယ်ချင်းအတန်တွေကတော်တော်လေးကိုကျေတယ်ဆိုရင်တော့ဒီကောင်းကပေါ်ပြတငယ်ချင်းတို့နည်းနည်း show ပေးရမှာဖြစ်ပါတယ်ဒါလည်းတငယ်ချင်းတို့ပုံမှာ multi ာမျိုးရှိပါတယ်ဘလောက်ထားခြင်းလဲပေါ့ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ premise voice toggle ဆိုရင်မှဖော်ပြပေးထားအမျိုးရှိပါတယ်ဒီက premise voice toggle လေးပါတယ်တကယ်ကျွန်တော်အသုံးပြုခြင်းလဲဆိုရင်တော့ဒီကောင် enable လုပ်ထားပြပါအသုံးမပြုခြင်းဆိုရင်တော့ဒီကောင် disable လုပ်ထားပြလို့ရပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ share park audio setting other player sfa setting ပေါ့ဗျာတကယ်ကျွန်တော် share park ထဲမှာဝင်သွားတယ်တနက်ပြစ်တန်နေစူညံတန်နေတော်တော်လေးကိုကြားနေရတယ်ဒီမှာတကယ်ကျွန်တော် share park ထဲမှာဝင်သွားလိုက်တယ်တခြား player တွေပေါ့ဗျာစူညံတန်နေတနက်ပြစ်တန်နေတော်တော်လေးကိုအခြေကြီးကြားနေရတယ်ဆိုရင်တော့ဒီကောင်အတိုင်းမှာတိုးလို့ရတာမျိုးရှိပါတယ်ဖြစ်ပါတယ်ဒီမှာတစ်ခုရှိတာဒီက ဂျူဝန်နဲ့ quick draw မှာကြည့်မယ်ဆိုရင်တော့တခြား player ရဲ့အတန်ကို तू ਆ short ပြီးမှတော့မဟုတ်ပါဘူးဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ haptic ပေါ့ဗျာဒီမှာတကယ်ကျွန်တော် game တွေဘာတွေဆော်ရဲကဖုန်းတွေဘာတွေပေါ့ဗျာဒီကျတော့ haptic motor ပေါ့ဗျာဖုန်းတွေဘာတွေတုံတာပြူတာမျိုးရှိရဲဆိုရင်တော့ဒီကောင် disable လုပ်ထားပြီးပို့ကျွန်တော်ပြောလို့ပါတယ်ကျွန်တော်စီမှာကြည့်ရမယ်ဆိုရင် haptic feedback feature ပေါ့ဗျာဖွင့်လို့လည်းမရပါဘူးပိတ်လို့လည်းမရပါဘူး auto disable လို့တွေးမိရတာမျိုးရှိပါတယ်တကယ်ကျွန်တော် enable လုပ်ထားတယ်ဆိုရင်တော့ဒီကောင် disable လုပ်ပေးပါ battery စားလေးတက်တာမှဖြစ်ပါတယ်နောက်တစ်ခုကတော့ဖုန်းတုံခါမှုလည်းမဖြစ်ပါဘူးဖုန်းလည်းအလောက်မပူပါဘူးဗျာဒီကောင် disable လုပ်ထားပြီးပို့ကျွန်တော်ပြောလို့ပါတယ်ဒါကတော့ audio and haptic တိတ်ဆက်တင်တဲ့ပတ်သက်ပြီးမှကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ push notification ပထမတစ်ခုကိုကြည့်ရမယ်ဆိုတော့ connected friend online ပေါ်ရတကယ်ကျွန်တော်ဒီကောင်ကို enable လုပ်ထားတယ်ဆိုရင်ပထမတော့တကယ်ကျွန်တော်ကိုယ်တိုင်ပေါ်ရ game နဲ့မှာ9ရက်ဝင်ထားတဲ့သူဖြည့်ရပါလိမ့်မယ်ကိုယ့်နဲ့ connection ချိန်ထားတဲ့တကယ်ချင်းတယောက်ဝယ် online လာလေဆိုရင်တကယ်ကျွန်တော် notification ပို့มาဖြစ်ပါတယ်ဒီလိုပုံစံကိုယ့်ရဲ့တကယ်ချင်းက online လာပြီဆိုရင်မှကိုယ်က game နဲ့မှာမဝင်ထားလေပေါ်ရ notification ပို့มาဖြစ်ပါတယ်ဒီရဲ့ notification ကိုကြည့်ရမယ်ဆိုရင်တရက်မှာပေါ်ရ player တယောက်စီကတစ်ခုပဲရရှိมาဖြစ်ပါတယ်အများဆုံးတကယ်ချင်းတို့နေရတရက်မှာ ှာ message 3ခုအထိရရှိနိုင်တာမျိုးရှိပါတယ်ကျွန်တော်ကိုယ်တိုင်ကတော့အဲ့လိုပုံစံ notification တွေပါတယ်မလိုချင်ပါဘူးဒါကြောင့်ပေါ်ပြ disable ဆိုရင်မှလုတ်ထားလိုက်ပါမယ်နောက်တစ်ခုကြည့်ရမယ်ကျွန်တော် friend return ပေါ်ပြဒီကောင်ကိုတကယ်ချင်းတော့ enable လုတ်ထားတယ်ဆိုရင်တော့ပထမအတိုင်းပဲတကယ်ချင်းတော့ကိုယ်တိုင်ကတော့ game နဲ့မှာ9ရက်ဝင်ပြီးသားဖြစ်ရပါလိမ့်မယ်ကိုယ့်နဲ့ဆန္ဒကြီးတရားအထက်ရှိတဲ့တကယ်ချင်းပေါ်ပြ game နဲ့မှာမလာတာလည်းကြာပြီ तू ကရုတ်တရက် game နဲ့မှာဝင်လာတယ်ဆိုရင်တော့တကယ်ချင်းတော့ notification တစ်စောင်ပို့มาဖြစ်ပါတယ်တကယ်ချင်းတော့ game နဲ့မှာမရှိဘူးဆိုရင်လည်းဒီပုံစံပေါ်ပြ notification တက်လာမှာဖြစ်ပါတယ်ပထမအတိုင်းပဲ player တစ်ယောက်စီရပေါ်ပြတစ်ယောက်ကို notification တစ်ခုပဲရမှာဖြစ် ်ပါတယ်တရက်ကို notification 3ခုအထိရရှိနိုင်တာမျိုးရှိပါတယ်ကျွန်တော်ကတော့ဒီကောင်းလည်းမလို့ရှင်ပါဘူးဒါကြောင့်ပေါ့ဗျာ disable ဆိုရင်မှလုတ်ထားလိုက်ပါမယ်နောက်တစ်ခုအကြည့်ရမယ်ဆိုတော့ returning friend online ဒီကောင်း enable လုတ်ထားတယ်ဆိုရင်တော့ပထမတစ်ခုကတော့ပုံမှန်အတိုင်းပဲတကယ်ကျွန်တော်ကိုနိုင်ရဲ့ game နဲ့မှာ9ရက်ဝင်ထားပြီးသားဖြစ်ရပါလိမ့်မယ်နောက်တစ်ခုကတော့ကိုနဲ့ဆန္ဒကြီးတရက်အထက်ရှိရပေါ့ဗျာ returning friend ပေါ့ဗျာ game နဲ့မှာမဝင်တာတော်တော်လေးကိုကြာပြီးအဲ့လိုပုံစံ returner player အနေနဲ့ပေါ့ဗျာ returner တကယ်ချင်းနေအနေနဲ့ game နဲ့မှာပြန်ဝင်လာတယ်ဆိုရင်တော့တကယ်ချင်းတို့ဒီက notification ပို့มาဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့လိုပုံစံ notification မလို့ရှင်ပါဘူးဒါကြောင့်ကျွန်တော်ကတော့ disable လုပ်လိုက်ပါ ါမယ်တငယ်ချင်းတို့က notification လိုချင်နေဆိုရင်ပေါ့ဗျာကိုကလည်း enable လုပ်ထားရမှာဖြစ်ပါတယ်ဟိုဘက်ကတငယ်ချင်းကလည်းဒီ feature တွေကို enable လုပ်ထားရမှာဖြစ်ပါတယ်ဒါမှသာအလုပ်လုပ်မှာဖြစ်ပါတယ်ကိုတယောက်ထင်က enable လုပ်ထားပြီးမှဟိုဘက်ကတငယ်ချင်းတွေက enable မလုပ်ထားဘူးဆိုရင်တော့ဒီရဲ့ feature တွေကအလုပ်လုပ်မှာမဟုတ်ပါဘူးဗျာနှစ်ဖက်လုံးပေါ့ဗျာဒီရဲ့ setting ကိုဖွင့်ထားရတာမျိုးရှိပါတယ် နောက်တစ်ခုစတင်နဲ့ပတ်သက်ပြီးပြောရမယ့်စနော connected friend message ပေါ်ပြဒီကောင်းတငယ်ချင်းတို့ enable လုပ်ထားရဆိုရင်တော့ခုနဲ့ game နဲ့မှာ connection ရှိတဲ့ player တယောက်အနေနဲ့ message တွေပါလေပို့ရဆိုရင်တော့ဒီလိုပုံစံ notification နဲ့ message တွေပါလေရရှိမှာဖြစ်ပါတယ်ပုံမှန်အတိုင်းပဲ player တယောက်စီကတရက်ကို notification တစ်ခုရရှိမှာဖြစ်ပါတယ်အများဆုံးပေါ်ပြတရက်ကို message 3ခုအထိရရှိနိုင်တာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ့်စနော reservation reminder ဒီကောင်းတငယ်ချင်းတို့ enable လုပ်ထားရဆိုရင်တော့ဆိုကြပါစီပဲတငယ်ချင်းတယောက်က game နဲ့မှာပွဲတွေပါလေစွန့်နေတဲ့နောက်ပွဲသူနဲ့စွန့်မယ်ဆိုရင်ကျွန်တော်က reserve လုပ်လို့ရတာမျိုးရှိပါတယ်ဒီမှာကြည့်ရမယ့်စနော ော့ game ဆော့နေတယ်ကျွန်တော်က game link ကနေထွက်လိုက်တယ်ပေါ့ရသူပွဲဆော့ပြီးသွားပြီဆိုရင်ကျွန်တော်တို့စီမှာ notification ရောက်လာမှာဖြစ်ပါတယ် reservation message ပေါ့ရသူပွဲပြီးသွားပြီသူမဲဝင် join လို့ရပြီဆိုရင်မှဒါပေမဲ့တစ်ဖက်ကလည်းကျွန်တော်ဒါကိုလက်ခံရမှာဖြစ်ပါတယ်အဲ့လိုပုံစံ notification လိုချင်နေဆိုရင်ဒီကောင် enable လုပ်ထားရမှာဖြစ်ပါတယ်တစ်ခါတစ်ခါကိုကအစိုးရရှင်းခံလိုက်ရတာမျိုးရှိပါတယ်အဲ့လိုရှိမှသူရဲ့ gameplay တစ်ခါတစ်ခါကိုကအစိုးရရှင်းခံလိုက်ရတယ်ပေါ့ရဒါပေမဲ့တကယ်ချင်းရဲ့ gameplay တွေကိုကထိုင်မကြည့်ချင်ဘူးပေါ့ရနောက်ပွဲသူနဲ့အတူတူဆော့မယ်ဒါပေမဲ့သူရဲ့ပွဲရပဲအချင်းပြီးလို့ပြီးမှမသိဘူးဆိုရင်ဒီလိုပုံစံ reservation လုပ်ထားလိုက်တယ်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေတာမျိုးရှိပါတယ်သူပွဲ ပြီးသွားတယ်ဆိုရင်ကိုယ်စီမှာပေါ်ရတဲ့ notification တက်လာတာမျိုးရှိပါတယ်နောက်တစ်ခုအကြည့်ရမယ်ဆိုတော့ poke notification ပေါ်ဗျာဒါတော့ကိုယ်အဖွဲ့တငယ်ချင်းနေစီရပဲတဲ့ poke notification ကိုယူလို့ရတာမျိုးရှိပါတယ် enable disable ချိန်တာလောက်ထားလို့ရပါတယ်နောက်တစ်ခုအကြည့်ရမယ်ဆိုတော့ team invite ပေါ်ဗျာဒီကောင်တငယ်ချင်းတို့ enable လုပ်ထားတယ်ဆိုရင်ဆိုကြပါစို့ကျွန်တော်က game ထဲမှာမရှိဘူးပေါ့ဗျာကိုယ်အဖွဲ့တငယ်ချင်းနဲ့ကိုယ်နဲ့ဆန္ဒကြီး90အထက်ရှိတယ်ဆိုရင်တငယ်ချင်းရဲ့ friend list မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘေးမှာပေါ်ဗျာဒီပုံစံပေါ်ဗျာ box တွေတခုတွေ့မြင်ရမှာဖြစ်ပါတယ် account နှိပ်ပြီးမှာပေါ်ဗျာကျွန်တော်တို့ CEO message ပေါ်ဗျာဒီ notification ပို့လိုက်လို့ရတာမျိုးရှိပါတယ် လိုပုံစံ notification ရလိုက်ပြီဆိုရင်သဘောပေါက်လိုက်ပါကိုယ့်ဖွဲ့တငယ်ချင်းကကိုယ့်ဘော်ရဒီမှာ invite လုပ်လိုက်တယ်ဆိုပြီးမှတငယ်ချင်းတို့ဝင်ပြီးမှ solo ရတာမျိုးရှိပါတယ်တရက်တာမှာကြည့်မယ်ဆိုရင်တော့ offline player တွေပေါ်ရ9ယောက်ကို invite လုပ်လို့ရတာမျိုးရှိပါတယ် player တစ်ယောက်တည်းပေါ်ရ2ချိန်ကျော် invite လုပ်လို့ရတာမျိုးရှိပါတယ်ဒါတော့အဓိကပေါ်ရ offline ဖြစ်နေတဲ့ player တွေပါတယ်ခေါ်ဆော့ခြင်းနေဆိုရင်တော့ဒီကောင်းအပေါ်ရ enable လုပ်ထားရမှာဖြစ်ပါတယ် okay ဒါဆိုတငယ်ချင်းတို့အနေနဲ့ဒီ push notification နဲ့ပတ်သက်ပြီးပြောရမလား audio and haptic နဲ့ပတ်သက်ပြီးပြောရမလားဒီ setting တွေကိုကောင်းကောင်းနားလိုက်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာကျွန်တော်ပထမမှပြောတဲ့အတိုင်းပဲ account setting တို့ control တို့ graph fit to customize button to sensitivity setting to pick up to cross and effect ပေါ့ဗျာဒီ setting တွေနဲ့ပတ်သက်ပြီးမှ video မကြည့်ရသေးဘူးဆိုရင်တော့ဒီ setting တွေနဲ့ပတ်သက်ပြီးမှလည်း video ကြည့်ဖို့ကျွန်တော်ပြောလိုပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ဗျာ